အခန်းကချမ်းသာသူဘာငွေကြေးကိုတီထွင်သည်ရင်းနှီးမြုပ်နှံမှုများသည်တွားလိုက်လာလိုက်ဈေးကွက်သည်မြုပ်လိုက်ပေါ်လိုက် စီးပွားရေးသည်တိုးတက်လာလိုက်ပြိုကွဲသွားလိုက်ရှိနေပါသည်တင်းသက်သက်တားလုံးကမ္ဘာလောကကြီးကနှိမ့်စင်နေအမြတင့်အတွက်ခွင့်လန်းပေါင်းများစွာပေးနေတော်လဲတင်းဒီထိုးခွင့်လန်းများကိုမမြင်နိုင်ဖြစ်နေခဲ့ရသည်ကမ္ဘာကြီးပြောင်းလဲလာလေလေဤပညာတွေပြောင်းလဲလာလေလေတင်းနဲ့တင့်မိသားစုအစဉ်ဆက် ငွေကြေးလုံခြုံစိတ်ချရမှုအခွင့်အလမ်းတွေပုံမှုများပြားလာလေလေပင်ဖြစ်သည်တင်ပါကြောင့်မိမိငွေကြေးဆိုင်ရာအသိဉာဏ်တွေတိုးလာခြင်းရတာလဲထို့သို့အသိဉာဏ်တွေတိုးရလာခြင်းချင်းမှာတင်နေမိမိကံကြမ္မာကိုမိမိကိုယ်တိုင်ဖန်တီးခြင်းသည့်သူမျိုးဖြစ်ခြင်းလာသောကြောင့်ပင်ဖြစ်သည်တင်သည် ဖြစ်သည်မြကိုခံယူပြီးပုံမှုကောင်းမွန်လာအောင်လုပ်မိဖြစ်သည်ကံကောင်းခြင်းကိုဖန်တီး၍ရသည်ဆိုတာကိုနားလည်သည်လူအနေငယ်သာရှိပါသည်ထို့အတူပင် ငွေကြေးကိုလည်းဖန်တီး၍ရပါသည်။တင်းသည်ပုံမူ၍ကံကောင်းချင်လာလျင် အလုတ်ကိုပင်ပင်မမှန်လှုပ်နေမြင်စားငွေကြေးကိုဖန်တီးပါ။ထို့နောက်တင်းအင်းငွေကြေးသိပညာမြင့်မားတိုးတက်လာလိမ့်မည်။ပို၍အရေးကြီးလာလိမ့်မည်။အကီ၍တင်းသည်မင်္ဂလာချိန်ခါမျိုးကိုထိုင်ဆောင်နေတတ်သောလူစားမျိုးဆိုရင်ကြာမြင့်စွာဆောင်းဆိုင်နေရမည်ဖြစ်သည်။ခရီးမစခင်ကလေးကငားမိုင်အကွာမှမိစိမ့်တာဆောင်းနေရသလိုဖြစ်နေလိမ့်မည်။ ကျွန်တော်နဲ့မိုက်ငင်းစင်ကာလကလေးကငွေကြေးသည်အစ်အမှန်မဟုတ်ဟုချမ်းသာသောဖီဖီကအမြဲပြောပြတတ်သည်ကျွန်တော်တို့နှစ်ယောက်သည်တွားရိုက်စီပူးခုံများနှင့်ငွေရှာရန်ကြိုးစားသည့်နေ့မှပင်ငွေကြေးဖန်တီးခြင်း၏လေဝတ်ချက်နှင့်လွန်စွာနှိစက်ခဲ့ကြောင်းသူကအခါခွင့်တင့်တိုင်းပြောပြတတ်သည်စင်းရဲတဲ့သူတွေနဲ့လူလက်တန်းစားတွေကငွေကြေးအတွက်အလုပ်လုပ်တယ်ချမ်းသာတဲ့ငွေကငွေကိုလုပ်တယ်ငွေကိုအစ်အမှန်လို့ မင်းတို့ပိုပြီးထင်မြင်လာလေလေအဲ့ဒီငွေအတွက်မင်းတို့အလုပ်ကိုပိုပြီးပင်ပင်ပန်းပန်းလုပ်ရလေပဲငွေဟာအစ်စ်မှမဟုတ်ဘူးဆိုတဲ့စိတ်ကူးမျိုးကိုမင်းတို့စုပ်ကင်ထားနိုင်မယ်ဆိုရင်မင်းတို့အမြင်မြန်ဆန်ဆန်ချမ်းသာလာနိုင်မယ်ဟုချမ်းသာတော့ဖဖေးကဆိုပါသည်ဒါဆိုရင်ပိုက်ဆံကပါလဲအစ်စ်မဟုတ်ဘူးဆိုရင်ပါလဲဟင်ခုကျွန်တော်နဲ့မိုက်ကမကြာခဏပြန်မေးတတ်သည်ထိုအခါချမ်းသာတော့ဖဖေးကငါတို့လက်ခံတဲ့အပေါ်မှာပဲမှုတီတီလေးကွာခုပြန်ဖြေတက်စမြဲပင် ကျွန်တော်တို့မှစွမ်းအထက်ဆုံးသောပိုင်ဆိုင်မှုဆိုရွေးကျွန်တော်၏စိတ်သာရှိလေသည်အကီ၍သာကျွန်တော်တို့အနေနှင့်စိတ်ကိုကောင်းမွန်စွာလက်ကျင့်မှုများလုပ်ပေးနိုင်ရင်ကျွန်တော်တို့လိုအပ်သည့်သာဝရကျေဝါချမ်းသာမှုများပြုလုပ်နိုင်မည်ဖြစ်သည် မပြောင်းလဲနိုင်သည့်အကြီးအကျယ်ချမ်းသာမှုများဖန်တီးရယူနိုင်မည်ဖြစ်သည်တန်းကြွယ်တည်ထေများဖြစ်လာနိုင်ရန်အတွက်ဘာမှမရှိသောဘဝမှပင်လှုပ်ဆောင်နိုင်ပါသည်ကြီးမားသောအခွင့်အလမ်းများကိုကျွန်တော်တို့၏မျက်စိများဖြင့်မမြင်ကြရပါ ကျွန်တော်တို့ဤစိတ်နှင်သာမြင်နိုင်ပါသည်လူအများစုသည်မိမိတို့၏ရှေ့မောက်တွင် ရောက်ရှိနေသောခွင့်ရများကိုမမြင်နိုင်ကြခြင်းမှာထိုခွင့်လားများကိုငွေကြေးအရလိလသိယူများမရှိခဲ့သောကြောင့်ဖြစ်သည် ထို့ကြောင့်ထိုကိတုသောသူများသည်ငွေကြေးကျွယ်ဝချမ်းသာမှုများကိုမရနိုင်ပေဖြစ်နေကြလေသည်အချုပ်ဆိုရရင်ကျွန်တော်ထန်၌ချမ်းသာသောဖေဖေနှင့်စည်ရင်သောဖေဖေတို့၏အမွေများ စုပြုံနေပါသည်ကျွန်တော်ကိုငကိုခွဲထားလို့ပြနိုင်သည်ဟုဆိုခြင်းဖြစ်သည်တပိုင်းမှာငွေကြေးပိုင်ဆိုင်မှုများဖန်တီးရာတွင်အလွန်စိတ်အားထက်သန်လာသည်အရင်ရှင်တရဖြစ်နေပြီးကြံတပိုင်းမှာရှိသူများနှင့်မရှိသူများ၏ကြားကွက်လက်ကိုဖြည့်ဆည်းပေးရန်တောင်းဝန်ရှိနေသည့်ဆရာတရဖြစ်နေသည်ကျွန်တော်ဒီယခုစာအုပ်ကိုရေးသားပြုစုခြင်းဖြင့်ထိုကွက်လက်ကိုဖြည့်ဆည်းနိုင်ပြီးအခွင့်အလမ်းတစ်ခုဖန်တီးနိုင်ခဲ့ပြီဟုဆိုချင်ပါသည်